thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။စကိုင်းမှာ PDM များဝင်လာမယ်ဆိုရင်လုံခြုံရေးဆိုရင်ဂျန်နဲ့စစ်တပ်ကကိစိန်ဖွဲ့တွေကိုပိတ်ပင်ထားပြီးကိစိန်လုံမယ်ဆိုရင်စစ်တပ်နဲ့အုပ်ချုပ်ရေးဖွဲ့ထံမှာခွင့်ပြုချက်ယူရမယ်အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်မှာ PDM များဝင်လာမယ်ဆိုရင်လုံခြုံရေးဆိုရင်ဂျန်နဲ့စစ်တပ်ကကိစိန်ဖွဲ့တွေကိုပိတ်ပင်ထားကြောင်းစကိုင်းမြို့မှာရရှိနေတဲ့ကိစိန်ပရဟိတဖွဲ့တစ်ခုကပြောပါရယ်။စကိုင်းမှာကိစိန်လုံမယ်ဆိုရင်စကိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ ်စကိုင်းမြို့ချင်းဆိုင်တမ33တန်ရင်တို့မှခွင့်ပြုချက်ယူရမှာဖြစ်ကြောင်းကယ်ဆယ်ရေးလုံးမဲ့သူတွေရဲ့ကိုရင်းရဆွေကုညီမဲ့ပြစ်စင်းအရေးအတွက်မြည်သည့်လမ်းကြောင်းမှာရရှိရဲ့ငွေကြေးစတဲ့အပါဝင် အုပ်ချုပ်ရေးဖွဲ့ရင်းနဲ့ပူပေါင်းဆောင်ရွက်ရန်ဆိုတဲ့စီကံချက်တွေကိုလိုက်နာရမှာဖြစ်ကြောင်းသိရပါတယ်။ခွင့်ပြုချက်မရှိရင်ကုခွင့်မရှိဘူး။ဘာရီကုမလဲ၊ဘသူတွေပါမလဲ၊ဘဲကလာတာလဲစသဖြင့်လုံခြုံရေးစိုးရိမ်ချက်အတွက်အဓိကလို့ပြောတယ်။လုံခြုံရေးရစိတ်ချတဲ့အနေအထားမဟုတ်ဘူးလို့လည်းပြောတယ်လို့ကေစိန်ပရာဟိတာအဖွဲ့တခုတွေကပြောပါတယ်။စစ်တပ်ကစေယုံနယ်မြို့နယ်ထွင်အုပ်ယုံတွေမှာလုံခြုံရေးတိုးမြင့်ထားကြောင်းသိရပါတယ်။စေယုံနယ်မလန်မကန်မှာတော့တနတ်တကားကနေလုံနေတာ30ကနေ20ကြားပြားကန္နာလန်လန်ပန်းစံအကျော်မှာအဆောင်ချပြီးပိတ်ထားတယ်လို့ ကိုင်းမြို့မှာကင်စင်ရောက်ရှိနေသူကပြောပါရယ်လက်တလောစကိုင်းချေဆိုင်ကုညီကင်စင်ဖွဲ့ရင်းနဲ့ချိဆက်လှုပ်ဆောင်လဲရှိတော်လဲစကိုင်းတိုင်းတစ်ခုလုံးကိုမလွမ်းချုံနိုင်ကြောင်းအဆောင်ပြည်စင်တွေအောက်မှာပြည်မီနီရဲ့ပြည်သူများအတွက်ကင်စင်လှုပ်ဖို့အချိန်မှာနေပါလာနေပြီဖြစ်ကြောင်းကင်စင်ဖွဲ့ရင်းစီကတင်ရပါရယ်ဆက်လက်ပြီးငလင်းကျောင်းတည်ဆောင်သူ1900ကျော်ရှိရဲ့လို့စစ်ကောင်စီကထုတ်ပြန်နေတော်လဲမြေပြင်မှာတည်ဆောင်သူအရေးအတွက်လွန်များနိုင်တယ်လို့ကင်စင်ဖွဲ့တချို့ပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ် အကြံဖက်စစ်ကောင်စီကမလ31ရက်နေ့ဒီငလင်းကြောင့်တင်ဆောင်သူ1900ကျော်ရှိကြောင်းထုတ်ပြန်ပြောဆိုထားတော့လေအဆိုပါပမာဏမှာမြေပြင်မှာဖြစ်ပေါ်နေတဲ့အရေးအတွက်ကပုံမှုများပြားနိုင်ကြောင်းခေစိန်ဖွဲ့တို့ကပြောပါရယ်အကြံဖက်စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းတွန်းကငလင်းကြောင့်တင်ဆောင်သူ1900ကျော်ရှိလာပြီးတရားရရှိသူ3400ကျော်ရှိကြောင်းပျောက်ဆုံးနေသူ300ကျော်ရှိကြောင်းမနေ့ကညပိုင်းသတင်းထုတ်ပြန်ပြောဆိုခဲ့ပါရယ်မန္တလေးမှာခေစိန်ဆောင်ရွက်နေတဲ့ဖွဲ့တို့ကတော့မန္တလေးမှာအလောင်းတွေကိုနေ့စဉ်200နဲ့300ကျော်တည်ထုတ်နေရပြီး ။တင်းဆောင်သူအရေးအတွက်မှာစီးရင်အတိအကျရဖို့ခက်ခဲကြောင်းပြောဆိုပါရယ်။အလောင်းတွေကအနက်နေထွက်နေပြီးရလာတဲ့တုတ်တန်တွေကိုပို့တခါနဲ့တကြုံနေရတာဘလို့မှစီးရင်လည်းမမှန်နိုင်ဘူး။တင်းဆောင်သူကနေ့စဉ်ကိုတုတ်တန်မှာရှာကနန်းထပ်ပေးစီးရင်အတိအကျရဖို့ခက်ပါရယ်။ကျွန်တော်အဖွဲ့စီးရင် အချာဖွင့်စဉ်အဲ့လိုမျိုးအကုံပေါင်းမှာစင်းကအကုံမှန်ထွက်မင်းမန္တလေးညနေဆိုရင်ဒီ၃ရက်တွင်ကိုတကြိုလာရှာကနန်းကြီးရှိတယ်လို့မန္တလေးမှာကေဆိုင်လှုပ်ဆောင်နေတဲ့ဖွဲ့တစ်ခုကပြောပါရယ်။စကိုင်းမှာကေဆိုင်လှုပ်ဆောင်နေသူတချို့ကစကိုင်းမျိုးအတိုင်းတာနဲ့တည်ဆုံသူ160ကျော်ရှိပြီးအရေးအတွက်ကပုံမများပြနိုင်ကြောင်ပြောဆိုထားပါရယ်ရှင်။စကိုင်းမျိုးပေါ်မှာပြိုကျပြန့်စည်နေတဲ့နေအိမ်နဲ့အဆောင်များအောက်မှာအပုံနဲ့မှထွက်လာပြီးကုညီကေဆိုင်မှာတမျိုးလုံးမလွမ်းချုံနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းမျိုးပေါ်မှာပြိုကျပြန့်စည်နေတဲ့နေအိမ်နဲ့အဆောင်များ အောင်မှအပုံနဲ့များထွက်လာပြီးကုညီကေစိန်မှတမျိုးလုံးမလွမ်းချုံနိုင်တဲ့ကြောင့်စကိုင်းမြို့မှာရောက်ရှိနေတဲ့ကုညီကေစိန်လုံဆောင်နေသူတချို့ကပြောပါရင် ီဘက်ကိုလာနိုင်တဲ့နိုင်ရဖွဲ့ရင်းနဲ့ဒေသပြည်သူတွေပဲပူပေါင်းပြီးကင်းစင်းလုံနေရတာတရုတ်ဖွဲ့တော်လာမယ်။ဘာညာတော့ကြားတယ်ဒါပေမဲ့မြင်ရသေးဘူး။အောက်မှာပြိမိနေသူတွေထဲမှာအချိန်မီမကင်နိုင်လို့တင်းရဲသူတွေလည်းတည်ကုန်ကြပြီးပထမအတန်းလောက်ပြီးသေးတယ်။နောက်တော့ဘာတန်းမှထပ်မကြတော့နောက်တစ်ခုကစကိုင်းတတာအစ်စ်ကကားအသီးနဲ့ဆိုင်ကယ်ပဲပေးဖြတ်တဲ့ green car ကြီးနဲ့ပြီးမဖြတ်ဘူး။အဲ့ဒီတော့ကင်းစင်းကအရန်ခတ်နေတယ်ရှိသလောက်စက်ကြီးတွေနဲ့တော့ရတဲ့နေရာတွေရှင်းလင်းကင်းစင်းဖို့လုပ်နေကြတယ်။တမျိုးလုံးတော့မလွမ်းချုံနိုင်သေးဘူးလို့ကင်းစင်းသမားတုံးကရှင်းပြပါရယ်။စ ကိုင်းတိုင်းစကိုင်းမြို့မှာမှရေးပေါ်ကင်စင်များလိုအပ်နေပြီးပြည်မိနေသူတွေရှိတာကြောင့်ဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားတာပါမလ28ရက်နေ့မှာနှုတ်ခတ်ခဲ့အင်အားပြင်းကလေးကြောင့်စကိုင်းမြို့က80ရာခိုင်နှုန်းပြိုကျပျက်စီးခဲ့ပြီးကင်စင်မလုံနိုင်သေးတဲ့နေရာများပြားရှိနေကပြည်မိသူတွေလည်းရှိနေစေဖြစ်ပါတယ်လက်ရှိအချိန်ထိစကိုင်းတိုင်းမိသက်ဦးစီးဌာနမှာရှာဖွေကင်စင်တပ်ဖွဲ့ဝင်များနဲ့သက်ဆိုင်ရာဖွဲ့စည်းများနဲ့ပူးပေါင်းပြီးရှာဖွေကင်စင်လုပ်ငန်းများဆက်လက်လုပ်ဆောင်နေပြီးပျက်စီးမှုအခြေအနေလူဝင်အားနဲ့ကင်စင်ပျက်စီးများမပြေ င်းဆုံးလာကြောင်းအရေးပေါ်ကယ်ဆယ်များလိုအပ်နေတာဖြစ်ကြောင်းဒေသခံပြည်သူတွေကပြောဆိုပါတယ်။ ကင်စင်အိကရှိသမျှအားနဲ့အကုန်လုံးဝိုင်းလုံနေတာပါပျက်စီးမှုကအရမ်းများတော့လူမနိုင်တာကင်စင်အိပျက်စီးရည်လည်းမပြေဆောင်ဘူးစကိုင်းမျိုးကတော်တော်အခြေအနေဆိုပါတယ်ကင်စင်အိတွေမနိုင်ဘူးဖြစ်နေတာလို့ဒေသခံပြည်သူတောင်းကဆိုပါတယ်မိသက်ဦးစီးဌာနကတော့ပိတ်မိနေသူ36ဦးကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီးတည်ဆောင်းသူ88ဦးရဲ့ရုပ်လောင်းတွေကိုရှာဖွေတွေ့ရှိထားကြောင်းသတင်းထုတ်ပြန်ပါတယ်စကိုင်းမျိုးပေါ်မှာငလျင်ကျောင်းပါရမီရက်ကွက်မြင့်မမြင့်ကျောင်းသီလရှင်ကျောင်းလူနေအိမ်များရှင်ကွင်းတက် KTP ပိုရန်ရက်ကွက်ရှိပညာရေးကောလိပ်အထ ထကတဲ့စာသင်ကျောင်းဆွေရုံနန်းတဲကိုကတိုတက်ဝီကွန်ပျူတာဆိုင်ချင်းစုရက်ွက်ရှိမြက်ကိုပိုင်ကျောင်းမင်းလန်းရက်ွက်ရှိမြို့မပလီမိုးကြပလီမွှေးကျူအေးဆိုင်ဆက်ချုံဆိုင်စိန်ကုန်းရက်ွက်ရှိလေးကျွန်းမြေအုပ်ကျောင်းကုံမာဆိုင်မိုးစာရက်ွက်ရှိခရိုင်ပြန်ဆက်ရုံစီယာကွက်တဲ့ရက်ွက်ရှိအင်ချင်းပင်ကျောင်းတကောင်းရက်ွက်ရှိနေလာကျုံဆက်စီရွက်ကြီးပွဲရုံမြို့တင်ရက်ွက်ရှိတိလာရှင်ကျောင်းတက်ကြမိတ်တာ စာတင်ကြောင်းတောတာပန်ရက်ကွက်ရှိထုတ်ခေါင်ကြောင်းရတနာတင်ကစာတင်တိုင်းစပူဒီဘကြောင်းတိုင်းတိုင်းဝါကြီးဖုံးတော်ကြီးကြောင်းတိုင်းတို့မှာပြူကြပြည့်စင်ခဲ့ပြီးတမျိုးလုံးဤပါပြည့်စင်မှုရင်းရှိနေကြောင်းသိရပါရယ်ဆလတ်ပြီးငနင်းပြီးအကူကြီးမြမစင်အာနာရှင်ကိုတိုင်းရိုက်ပင်အမမဟုတ်ဘူးလို့ဩစတြေးလျထုတ်ပြန်နေကြောင်းတင်ဆက်ပြီးပါမယ်မြန်မာနိုင်ငံအတွက်ပင်အမငလင်းပြီးအကူကြီးဒေါ်လာ1000ကိုစင်အာနာရှင်ကိုတိုင်းရိုက်မပေးဘဲ ICRC ကတဆင့်ပြည့်အပ်သွားမယ်လို့မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျတန်ယုံကထုတ်ပြန်ပါတယ် အော်စတြေးလျနေနဲ့မြန်မာဆက်အာနာရှင်အဖွဲ့အစည်းထံကိုမြည်သည့်တိုင်ရိုင်းကူညီမှပေးရခြင်းမရှိသလုံးမြန်မာနိုင်ငံအတွက်မိမိတို့ရဲ့အကူအညီတွေကဆက်အာနာရှင်အဖွဲ့အစည်းကိုတင်ရဝင်းစီမှုဖြစ်စေဖို့အတင်းအချာကြိုတင်ပြင်ဆင်ဆောင်ရွက်ပါတယ်လို့မြန်မာနိုင်ငံဆိုင်ရာအော်စတြေးလျရဲ့တန်ယုံထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အထက်ပါထုတ်ပြန်ချက်ကိုအော်စတြေးလျဆိုရနိုင်ငံကဖွံ့ဖြိုးတိုးတက်ရေးနဲ့ပစိဖိတ်ရေးရာဝန်ကြီးဟွန်ဘတ်ကွန်ဒရီနဲ့အတူအော်စတြေးလျတန်ယုံပူးရထုတ်ပြန်တာဖြစ်ပါတယ်။အော်စတြေးလျရဲ့အကူအညီဟာ ICRC အဖွဲ့အစည်းနဲ့အရေးပေါ် မရေးဆိုင်ရာအကူအညီများပေးရခြင်းအပါအဝင် အသက်ကယ်ဆယ်ရေးပံ့ပိုးမှုတွေချက်ချင်းလှုပ်ဆောင်နိုင်စေဖို့အထောက်အကူဖြစ်စေမယ်လို့ထုတ်ပြန်ချက်ထမှာဖော်ပြထားပါတယ်။အမိုးအကားအစားအစာနဲ့တောက်သုံးရေးလိုအပ်ချက်တွေချက်ချင်းဖြည့်ဆည်းနိုင်ဖို့အတွက် CERF က American Dollar 5သန်းပေးရခြင်းကိုလည်း Australia ကကြိုးဆိုခဲ့ပြီးသူတို့အကူအညီကနေစစ်အာဏာရှင်အဖွဲ့အစည်းကိုတရားဝင်စင်မှုဖြစ်စေဖို့အသေးချာကြိုတင်ပြင်ဆင်ဆောင်ရွက်နေရလို့ထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ရန်ကုန်တိုင်းမှာတရက်ကွက်လင်းလူငယ်သုံးဦးနဲ့မြို့နယ်တစ်ခုလင်းတလားအနည်းဆုံးစစ်မှုတန်းတက်သား80စုဆောင်ထားဖို့ညွှန်ကြားပြီးဒဂုံမြို့တင်အရှေ့ပိုင်း52ရက်ကွက်မှာလူငယ်30ကျော်စစ်မှုတန်းဖြင့်ဖမ်းဆီးခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမှာတရက်ကွက်လင်းလူငယ်သုံးဦးနဲ့ မြို့နယ်တခုနဲ့တလားအနည်းဆုံးစစ်မှုရန်တပ်သား80စုဆောင်ထားပေါ်တပ်ဆိုင်ရာစစ်မှုရန်စင်ခေါ်ရေးဖွဲ့အစဉ်စင်ကညွှန်ကြားလာကြောင်းကမာယုံမြို့နယ်စစ်မှုရန်စင်ခေါ်ရေးဖွဲ့နဲ့တိုက်ရိုက်ပတ်သက်နေတဲ့တရင်အရင်မြို့တွေကပြောပါရယ်အခုလတွင်ဖွင့်လင်းမဲ့စစ်မှုရန်ပတ်စဉ်တစ်စိမ်မှစတင်ပြီးမြို့နယ်တခုနဲ့အနည်းဆုံးစစ်မှုတမ်းမဲ့တပ်သားတဲ့လူငယ်9ဦးစုဆောင်ထားပေါ်နဲ့တရက်ကွက်လင်းလူငယ်3ဦးလုံးနဲ့လာစဉ်အလယ်ပုံမှန်စစ်မှုတမ်းခေါ်ယူပို့ညွှန်ကြားလာကြောင်းသိရပါရယ်တရက်ကွက်ကိုလူဦးရေ3ဦးလုံးနဲ့မြို့နယ်တခုကိုလူဦးရေ90ဦးလုံးစုဆောင်ထားပေါ်အနီးက မှာစုဆောင်းတာမျိုးမလုပ်ဘဲကြိုတင်ပြင်ဆင်ပြီးရှေ့လာမယ့်စစ်မှုရန်ပတ်စံဤအတွက်ကြိုတင်ပြင်ဆင်ထားဖို့ငွေကြေးတောင်းယူတာအနေနဲ့ငွေညစ်တာတွေကိုမလုပ်ဖို့အရာတွေကိုထိထိရောက်ရောက်အေးအေးယူမယ်ဆိုတာမျိုးညွှန်ကြားလာပါတယ်လို့ကမာရွတ်မြွတ်နေစစ်မှုရန်စင်ခွန်ရေးဖွဲ့နဲ့ဓာတ်ရိုက်ပတ်သက်နေတဲ့သတင်းရင်းမြစ်တွေကပြောပါရတယ်။ လက်တလောရန်ကုန်တိုင်းတကုံမြို့တည်အရှိပိုင်းမြို့နယ်52ရပ်ကွက်မှာညစဉ်ညတိုင်းအုပ်ချုပ်ရေးမှုခင်ဆောင်ဝင် PPP ပါတီမှအမတ်လောင်းပြုံညီညီဦးရှာအိမ်မှုမှဝင်စည်ရီးမှမိထထတို့ကလူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်အေဇင်စတဲ့လူဆိုကဝင်ရောက်ဖမ်းဆီးလျက်ရှိတာဒီကနေ့အထိလူငယ်30ကျော်ဖမ်းဆီးခံထားကြောင်းဒေသခံပြည်သူတွေကပြောပါရယ်ညတိုင်းညတိုင်းစစ်တပ်ရဲတွေခေါ်ပြီးအေဇင်စာဆက်ပါတယ် ဧည့်စင်းစင်ရင်နဲ့လူငယ်တွေနဲ့အရွယ်ရောက်ပြီးသားတွေကိုတခါတည်းဖမ်းပြီးစစ်တပ်လက်ထက်အတာအခုလူငယ်30ကျော်ပြီးညတိုင်းဧည့်စင်းစစ်ပြီးလူငယ်တွေကိုဖမ်းနေတာမိဘတွေကတော့ညတိုင်းငိုနေရတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ်။ရန်ကုန်တိုင်းကစစ်မှုရန်တပ်သားတင်များကိုလိုအပ်တဲ့အရေးအတွက်ထမ်းများစွာစုဆောင်းနိုင်တဲ့နေရာဖြစ်ပြီးစစ်မှုရန်တပ်သားတင်များရရှိဖို့အဓိကရှာဖွေနိုင်တဲ့နေရာလည်းဖြစ်ကြောင်းဒါကြောင့်စစ်တပ်ကရန်ကုန်မြို့မှာစစ်မှုရန်တပ်သားတင်များကြိုတင်စုဆောင်းထားဖို့ညွှန်ကြားချက်တွေထွက်ရှိလာခြင်းဖြစ်ကြောင်းကမာယုံမြို့နယ်စစ်မှုရန်စင်ခေါ်ရေးဖွဲ့နဲ့တိုင်းရိုက်ပတ်သက် က်နေတဲ့သတင်းအရင်းမြစ်တွေကတုံ့သက်ပြောဆိုပါတယ် နောက်ထပ်တပုတ်အနည်းနဲ့လူငယ်တွေကိုမှတ်ပုံတင်စစ်ဆေးတဲ့ဂိတ်ကဖမ်းခေါ်ထားမယ်လို့သတင်းတွေထွက်ပေါ်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဒေသတွင်ကလူငယ်တွေကို၆မြို့နဲ့ဂွေးချိုနဲ့ကြောက်ပေါင်းကြမှာရှိတဲ့မှတ်ပုံတင်စစ်ဆေးတဲ့ဂိတ်တွေကဖမ်းခေါ်ထားမယ်လို့သတင်းတွေထွက်ပေါ်နေတဲ့ကြောင်းဒေသခံတွေကပြောပါရယ်။၆မြို့နဲ့ဂွေးချိုနဲ့ကြောက်ပေါင်းကြကရှီနံပိုင်လိုက်မှာကြောက်ပေါင်းကရဲနဲ့စစ်သားတွေကစောင့်နေတာဖြစ်ပြီးအရင်ကတော့မှတ်ပုံတင်မဲ့စစ်သားဖြစ်ပြီးအခုတော့ယောက်ျားလေးမိန်းကလေးအကုန်ဆွဲမယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေရလို့ဆိုပါရယ်။အဲ့ဒီလူငယ်တွေကိုဖမ်းခေါ်ထားမယ်လို့သတင်းတွေထွက်ပေါ်နေတာက ကြောင်းဒေသခံတွေတွာလာဖို့ခက်ခဲနေရလို့သိရပါတယ်ရန်ကုန်ကလည်းပေါ်တာတအားဆွဲနေတော့မိမိမိုးရဲ့မြေကိုပြန်လာရင်အဲ့ဒီဂိတ်ကိုကြောက်နေကြတယ်။ကြီးရွာနေပြည်သူတွေကလည်းကြောက်ပြောင်စေးကသွားကြတာရှိရင်အခုလိုတရင်ကြတော့မသွားရဲဘူးဖြစ်နေရလို့ဒေသခံမျိုးသားတအုပ်ကပြောပါရယ်။နိုင်ငံအနှံ့ကတော်လန်းအင်အားစုတွေကြောင့်နေစဉ်နဲ့များဆစ်ရှုံနေတဲ့အာနာသိစစ်တပ်ကရုံရော့လာတဲ့စစ်သားအင်အားဖြည့်တင်ဖို့အတွက်အချိန်နေရမရွေးဖြည့်သူတွေကိုအတင်းအဓမ္မဖမ်းဆီးပေါ်တာဆွဲနေရပြီလို့နေရလို့သတင်းမှဖော်ပြပါရှိပါရရှင်။